ကဲဒီတစ်ခါမှာတော့အရန်ကိုနာမည်ကြီးပြီးစားလို့ကောင်းတဲ့ကောင်းညင်းပေးမုတ်လေးလှုပ်စားပါမယ်။အရင်ဆုံးအုံးသီးစိတ်ကိုချစ်ကလေးနဲ့ချစ်ပေးလိုက်။အုံးသီးချစ်ပြီးွားရင်တော့မုတ်ရည်ဆက်မယ်။စံချင်ခွက်လေးနဲ့ချစ်မယ်ဆိုရင် ကောင်းညင်းမုတ်ကို၄ခွက်ထက်အချိန်နဲ့ဆိုရင်300 gram လောက်ရှိပါတယ်။တခြားကိုတော့ပေါင်းစံချင်ခွက်လေးနဲ့တဝက်ထည့်တယ်။အချိုကြရင်တော့ပို့ထဲပါစားကိုဇွန်သေးလေးတစ်ဇွန်ထည့်အုံးနှုတ်ရည်ကိုလည်းပေါင်းစံချင်ခွက်နဲ့တစ်ခွက်ထည့်တယ် ီခွက်တစ်ခွက်ဆို150 ml လောက်ရှိပါတယ်။ရေတော့အရင်ဆုံးတစ်ခွက်ထည့်။ရေကိုဖြည်းဖြည်းချင်းထည့်ပြီးတော့မှွေပေးသွားလိုက်။ပြီးရင်တော့ခုနကချစ်ထားတဲ့အုံသီးတွေကိုထည့်။နောက်ထပ်ရေတစ်ဝက်ထပ်ထည့်ပါမယ်။အားလုံးပေါင်းရေကိုတော့ပေါင်းဆန့်ချင်ခွက်နဲ့တစ်ခွက်နဲ့တစ်ဝက်ထည့်ခဲ့ပါဗျ။ရေကိုနည်းနည်းချင်းထည့်ပြီးတော့မှွေပေးသွားလိုက်။ အားလုံးရောပြီးတော့တေချာလေးမှွေပြီးပြီးသွားရင် plastic နဲ့အုပ်ပြီးတော့ရေခဲတက်တာထဲမှာမိနစ်30လောက်နှက်ထားလိုက်။အရာလေးပို့ပြီးတော့စိတ်စိမ်လေးဖြစ်သွားအောင်လို့တေဟိုစိတ်ကိုတုံးထားပါတယ်။အနံလေးမှွေးဝအောင်လို့ air fryer ထည့်ပြီးတော့ခဏလောက်လှော်လိုက်တယ်။ဒါလေးကတော့တငယ်ချင်းတယောက်လက်ဆောင်ပေးထားတဲ့ဘိန်းစိနဲ့မွှေးအောင်လို့နှမ်းလော်လေးနဲ့ထည့်မယ်။ဒါလေးကတော့အပေါ်နေဖြူဖို့ဖယ်ထားတဲ့အုံးဒီပတ်လေး၃မိနစ်လောက်လော်ထားပေးတဲ့သူ့ကိုစိရလည်းရပြီဆိုရင်အေးခံပြီးတော့လက်ကလေးနဲ့ဖဲ့ပြီးချွေထားလိုက်တယ်။မညက်တညက်လေးထောင်းထားပေးလို့လည်းရပါတယ်။ မိနစ်30လောက်နှက်ထားတဲ့မုန်နှင်ရေလည်းအဆင်သင့်ဖြစ်ပါပြီ။ဘိတ်မုတ်ဆပြီးတော့ဖုတ်ပါမယ်။ဘိတ်မုတ်ဖုတ်ဖို့ထောဘက်ကိုတုံးလို့ရတယ်လို့စီဒီကတော့အိမ်မှာအလွယ်ရှိနေတဲ့ဂီးကိုတုံးထားပါတယ်။ကိုရဲကိုဆွှဲဆွဲလေးထည့်ပြီးတော့တုတ်လိုက်။ဒဲဟိုအဝိုင်းကကြည့်တော့သုံးစွန်းလောက်ထည့်လိုက်ပါတယ်။ကျွတ်ကျွတ်လေးစားကျင်တာနဲ့မုတ်ကိုပပလေးပဲလုတ်ခဲ့ပါတယ်။အုံးသီးစိတ်လေးတွေဖြူ။တီဟိုစီလေးလည်းထပ်ဖြူ။နန်းလော်လေးလည်းထပ်တင်။ ဘင်းစီလေးတွေလည်းများများဖြူပေးလိုက်ဒီနေရာမှာကြောက်ဖြူရရရင်လည်းထည့်လို့ရပါတယ်စီတီကတော့အိမ်မှာအဆင်သင့်မရှိရနဲ့မထည့်လို့ပါဘူးပြီးရင်တော့အဖုံးအုပ်ပြီးမီးအေးလေးနဲ့၈မိနစ်လောက်တည်ထားပေးလိုက်ပြီးရင်တော့အောက်ခြေကိုရောင်းမလေးနဲ့လှမ်းပြီးတော့ကြက်မကြက်ကြည့်လိုက်ကြက်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုထွန်လိုက်ပြီးရင်တော့လေဝင်ပြီးဖောင်းနေတဲ့နေရာလေးတွေကိုရောင်းမလေးနဲ့လိုက်ဖိလိုက်အဖုံးအုပ်ပြီးနောက်ထပ်၅မိနစ်လောက်ထပ်ပြီးတော့တင်လိုက်ကြက်မကြက်ကိုလည်းအထက်အောက်လှမ်းကြည့်လိုက် ပိုပြီးကျွတ်သွားအောင်လို့ထောပက်စီလေးထက်ထည့်ပြီးတော့ကြော်ပေးရပါတယ်စီတရတော့စီတွေအရမ်းများနေမကြိုက်လို့ဒီအနေထားလောက်မှာချလိုက်ပါတယ်အခုတော့မှဘိမှုအပေါ်ရန်လေးကကျွတ်ကျွတ်ကလေးနဲ့အထဲမှာအီအီလေးဖြစ်နေပါတယ်ဘိမို့အသားကိုတော့အခုလိုမျိုးပပလေးပဲလှုပ်ထားပါဗျ။ချစ်တငယ်ချင်းတို့ကထူထူကြိုက်တယ်ဆိုရင်တော့မုတ်ရီပိုထည့်ပြီးတော့ဖုတ်ရပါမယ်။ ကြည့်ပါဦးအပေါ်ရန်လေးကကျွတ်ကျွတ်ကလေးအထဲမှာအီအီလေးနဲ့ကောက်ညင်းဘိမုတ်လေးကအစင်သင့်ဖြစ်ပါပြီအခုဆက်ထားတဲ့မုတ်ရည်အချိုးအစားနဲ့ဆိုရင်ဘိမုတ်နှစ်ချက်စာရပါတယ်ချစ်တင်ချင်းတို့စားပါဦးကောက်ညင်းဘိမုတ်ကိုအချိုးလေးလျှော့ပြီးတော့အစိမ့်ဘက်ကိုပိုတင်ထားတဲ့အတွက်အရန်ကိုစားလို့ကောင်းပါအပေါ်ရန်ကျွတ်ကျွတ်လေးဖြစ်နေတဲ့ကောက်ညင်းဘိမုတ်ကိုချစ်တင်ချင်းတို့လည်းလိုက်လို့စားကြည့်လိုက်တော့နော်ဂဲအခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်